ချန်ပီယံကပတ်ရရှိသွားတဲ့ချင်းတိုင်းရင်းသားလေးဗန်အတွက်အခုလိုဂုံပြူစကားပြောလာခဲ့တဲ့မိုဟိတ်ကို ပရိသတ်များအားလုံးမင်္ဂလာပါရှင်။မိုးရီကိုကတော့အိမ်ထောင်ကြဘူးပေမဲ့အပြိုကြီးဘဝနဲ့ရက်တည်နေခဲ့တာကြပါပြီ။အပြိုကြီးမိုးရီကိုကိုလော်ဝီဖိုင်တာဗန်ကလည်းသဘောကျနေတာပရိသတ်အားလုံးသိရှိကြမယ်လို့ထင်ပါတယ်။ဒီနေ့မှာတော့ဗန်အတွက်ဘဝအပြောင်းလဲဖြစ်သွားနိုင်တဲ့ပွဲစဉ်ကြီးကရှိနေတာပါ။ဗန်ကဖန်တိုချာနဲ့ချန်ပီယံကပတ်လူပွဲကြီးရှိနေခဲ့တာဖြစ်ပါတယ်။ဗန်ကအသက်ငယ်ငယ်နဲ့ချန်ပီယံကပတ်လူဖို့အခွင့်အရေးကိုရရှိခဲ့တာဖြစ်ပါတယ်။ဖန်တိုချာနဲ့ဒီဇင်ဘာလ9ရက်နေ့မှာကပတ်လူမှာဖြစ်လို့မြန်မာပရိသတ်တွေကလည်းစောင့်မျှော် ံနေခဲ့ကြတာပါဒီနေ့မှဆိုရင်တော့မနက်၈နာရီမှဒိုးမှလို့ကြီးညာထားပေမဲ့ပွဲကတော်တော်နဲ့မဆနိုင်ခဲ့ပါဘူးရင်ကုန်ဆင်းလို့ရှားမှုတွေပြင်းထန်နေရကနေ၁၇နာရီအကျော်မှာတော့ပွဲကစတင်ခဲ့ပါပြီဖန်တိုဂျာနဲ့ဗန်ရဲ့ပွဲစပြီဆိုတာနဲ့အားလုံးကအားခဲထားခဲ့ကြတာပါဒါအပြင်ဗန်နဲ့ရင်းနှီးမှုရှိတဲ့မိုးဟီကိုကလည်းဗန်ရဲ့ပွဲကိုစောင့်ကြည့်နေခဲ့ပါတယ်ဗန်ကသူ့ကိုမျှော်လင့်ထားတဲ့သူတွေကိုအကောင်းဆုံးတုံ့ပြန်မှုကြီးပေးနိုင်ခဲ့တာပါ ပွဲစတာမိနစ်ပိုင်းပဲရှိသေးတဲ့အချိန်မှာတင်ဗန်ကပွဲကိုအနိုင်ရရှိသွားခဲ့ရဖြစ်ပါတယ်။ပွဲစတဲ့အချိန်မှာဖန်တူဂျာကလည်းအရှုံးမပေးသလိုဗန်ကလည်းအရှုံးမပေးပါဘူး။အချိန်နဲ့ထိုးဖို့လားနဲ့ချီပြင်ဆင်ထားတာကြောင့်နှစ်ယောက်လုံးအပြိုင်ဆိုင်ဆိုသလိုပါပဲ။ဒါပေမဲ့ကန်ဒီယာကြီးကဗန်ကို မျက်နှာသာပေးခဲ့တယ်လို့ပဲဆိုရမှာပါ။စပြိုင်ချင်းမှာပဲဗန်ကဖန်တူဂျာကိုတစ်ချက်စော်လိုက်ပါတယ်။ ဲ့ဒီအချိန်မှာပွဲရဲထုံးစံတိုင်းဖန်တို့ကြာကလဲကြပါတယ်အမှန်ဆိုရင်ပြန်ထနိုင်တဲ့အချက်မျိုးသာဖြစ်ပေမဲ့ဖန်တို့ကြာကအကြမလာခဲ့ပါဘူး သူရဲ့ခန္ဓာကိုယ်နဲ့အခြေအနေကိုမချိန်ဆလိုက်နိုင်ပေအကြနာသွားခဲ့ရပါဒါကြောင့်မလို့မမျောလင့်ထားပဲဖန်တို့ချာရဲ့လက်ကတစ်ချက်သေးနဲ့အကျိုးပေသွားခဲ့ပါတယ်ဖန်တို့ချာကလက်ကျိုးသွားတဲ့အတွက်ပြန်တောင်မထနိုင်တော့ပါဘူးဒီလိုလက်ကျိုးတဲ့အနေအထားနဲ့ဆက်လက်ရှင်ပြိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးဒါကြောင့်မလို့ဖန်တို့ချာကပွဲကြီးကိုအရှုံးပေးလိုက်ရပါတယ်ဖန်တို့ချာကအရှုံးပေးလိုက်တာကြောင့်ဗန်ကအလိုအလျောက်ဆိုသလိုအနိုင်ရရှိသွားပါပြီဗန်ကဖန်တို့ချာရဲ့ချန်ပီယံကပတ်ကြီးကိုရရှိသွားခဲ့ရဖြစ်ပါတယ်အခုလိုရရှိသွားတဲ့အတွက် သူ့အနေနဲ့အရန်ကုန်ဝန်သာပြောရွှင်နေမှသိကြပါရယ်။ထင်မှတ်မထားပဲချန်ပီယံကပတ်ဆုရှင်ဖြစ်သွားခဲ့ပါပြီ။ဗန်တယောက်အခုလိုအနိုင်ရသွားတဲ့ပုံမှာမိုဟိကိုကလည်းလစ်လျူရှုမနေပါဘူး။ဗန်နဲ့မိုဟိကိုတို့ကပြိုင်ပွဲမပြိုင်ခင်အရှိလာတွေကလေးကဗီဒီယိုကောလ်လေးပြောခဲ့ဘူးကြတာပါ။အဲ့ဒီအချိန်တုန်းကဗန်ကသူ့ရဲ့ချန်ပီယံကပတ်လူပွဲကိုတေချာလေးစောင့်ကြည့်ပေးပါလို့မှာခဲ့ပါရယ်။အင်တာဗျူးတစ်ခုကဗန်နဲ့မိုဟိကိုကိုဗီဒီယိုကောလ်ပြောဖို့အတွက်ချိန်ပေးတာဖြစ်ပါရယ်။ဒါကြောင့်မလို့လေသူတို့နှစ်ယောက်ပြောပြခဲ့တာပါ။မိုဟိကိုက ဗန်ပြောတယ်လို့ပွဲကိုတီချကြည့်မယ်လို့ကတိပေးခဲ့ပါတယ်။ဒီစကားကြောင့်မလို့ဗန်ကချန်ပီယံကပတ်ကိုရအောင်ယူမှာလို့လည်းဆိုပါတယ်။အကြောင်းရင်းကတော့မိုးရီကိုဆိုတာသူတိတ်ကြက်ရတဲ့မင်းသမီးတဦးဖြစ်တာကြောင့်မိုးရီကိုစောင့်ကြည့်နေမယ်ပွဲမှာအနိုင်ရရှိချင်တာပါ။အခုဆိုရင်တော့သူပြောခဲ့တယ်လို့ပဲတကယ်အနိုင်ရအောင်ဗန်တယောက်စွမ်းဆောင်နိုင်လိုက်ပါပြီ။ဒါအပြင်ဗန်ရှင်ပြိုင်တဲ့နေ့ကမိုးရီကိုကလည်းမမေ့ဘဲနဲ့တကယ်ကိုစောင့်ကြည့်ခဲ့တာပါ။ပွဲနိုင်ရပြီ2မိနစ်လောက်အကြာမှာပဲမိုးရီကိုရဲ့အကောင့်ကနေစာရေးတင်လာခဲ့တာပါ 방. အဲ့ဒါကတော့ဗန်ရဲပွဲအတွက်သူကုံယူတဲ့အကြောင်းဖြစ်ပါတယ်။ဗန်ရဲအကောင့်ကိုမန်ရှင်းခေါ်ကဂုံပြူစကားတွေပြောလာခဲ့တာပါ။ဗန်ကချန်ပီယံကပတ်ရရှိသွားပြီဖြစ်လို့သူအယံဝမ်းသာဂုံယူကြောင်းရေးသားလာခဲ့ပါတယ်။ဒါအပြင်ချန်ပီယံကပတ်ဆုရှင်ကြီးဆိုပြီးတော့လည်းဗန်ကိုမြောက်ကပြောဆိုထားတာပါ။မိုးရီကိုကအခုလိုဂုံပြူထားတယ်ဆိုတာဗန်သိရင်အယံဝမ်းသာသွားမှာပါ။မိုးရီကိုဆိုတာသူအယံချိုက်ခဲ့ရတဲ့မင်းသမီးဖြစ်တာကြောင့်ဒီလိုအရေးစိုက်ပေးတဲ့အပေါ်မှာဝမ်းသာစရာပါပဲ။မိုးရီကိုကလည်းသူ့ကိုကြိုက်တယ်လို့ပြောထားတဲ့ဗန်အပေါ်မှာ လေးစားမှုကိုပြသခဲ့တာပါတကယ်ဆိုရင်သူ့အနေနဲ့ဒီပွဲကိုမိတ်လို့မကြည့်ဖြစ်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါအပြင်ဂုံပြူတယ်ဆိုရင်တော့အချိန်နောက်ကြမှာဂုံပြူလို့လည်းရပါတယ် ဒါပေမဲ့သူ့မှာအမှုပညာအလုပ်တွေမအားတဲ့ကြားတွေကနေဗန်ရဲပွဲကိုစောင့်ကြည့်ပေးခဲ့တာပါအနံ့ရပြီဆိုတာနဲ့သူ့အကောင့်မှာချက်ချင်းဂုံပြူစကားကိုရေးတင်ပေးခဲ့တာပါဒါကတော့ဗန်ပေါ်မှာသူ့ရဲ့အလေးထားမှုကိုသွယ်ဝိုက်စွာနဲ့ပြသခဲ့တာပါဗန်နဲ့မိုးရီကိုတို့ကိုပရိသတ်တွေကလည်းသဘောတူနေကြတာပါသူတို့နှစ်ဦးကတော့ပရိသတ်နဲ့အမင်းသမီးဆက်ဆံရေးပဲရှိကြတာဖြစ်ပါတယ်ဒါပေမဲ့လေမိုးရီကိုကအပြိုကြီးဖြစ်တယ်လို့ဗန်ကလည်းလူလွတ်တယောက်ပါဒါအပြင်ဗန်ဆိုတာအသက်ငယ်ပေမဲ့လေထူးချွန်တဲ့လူငယ်တယောက်ပါအခုဆိုရင်တော့ကဘာ ော်တယောက်လည်းဖြစ်သွားပါပြီ။အသက်20ကျော်အရွယ်မှာချန်ပီယံကပတ်ကိုအရယူနိုင်နေဆိုတော့နည်းတဲ့အရေးချင်းမဟုတ်ပါဘူး။ဒါကြောင့်မလို့မီဒီယာတွေရဲ့အရေးဆိုင်မှုနဲ့အတူဒေါ်လာများစွာချမ်းသာသွားခဲ့ပါပြီ။ဗန်အတွက်ဝမ်းသာပေးနေတဲ့မိုဟိကိုပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။